Absolutely. ဒီမှာ addressing တခုအသေးငယ်ဆုံး unit smallest unit ဖြစ်ပြီးတော့ကျွန်တော်တို့ဒီပတ်လည်မှာတရှိအရာဝတ္ထုတိုင်းကို item များဖြစ်ဖွဲ့စည်းတောက်ထားပါတယ် item ကိုမမြင်နိုင်ပေမဲ့ item များဖြင့်ပေါင်းစပ်၍တောက်ထားသောအရာဝတ္ထုများကိုပြုတိုင်တွင်နိုင်ပါတယ်လေးတငွေရေးအစရှိတီလိုကိုလည်း item များဖြင့်ဖွဲ့စည်းထားပါတယ် item တင်းကြီးလည်းပြုဖြင့်တာမြင်နိုင်သောတင်းငယ်အမှုတွေဖြစ်ပါတယ် အက်တမ်ကိုသူထက်တင်းနေတဲ့အစိပိုင်းသုံးမျိုးကိုဖွဲ့စည်းထားပါတယ်။ proton, neutron, electron ဆိုတဲ့သုံးမျိုးနဲ့ဖွဲ့စည်းထားပါတယ်။ proton ကတော့အက်တမ်ရဲ့စဝိုင်းဖိုးကိုလည်းဘယ်မှတရှိပြီးတော့ bound positive charge plus သင်္ကေတရှိပါတယ်။ neutron ကတော့အက်တမ်စဝိုင်းရဲ့ nucleus ပုံထဲမှာတရှိပြီးတော့အမှုအစုပ်ဝင်ဖြစ်ပါတယ်။ neutron ကတော့ charge မရှိပါဘူး။ electron ကတော့အက်တမ်ရဲ့စဝိုင်းတဝက် energy levels အများများတဲ့တွင်တရှိနေပါတယ်။ note up negative charge minus power နဲ့အမှုနဲ့ဖြစ်ပါတယ်။ ာဘွန်ကအတန်းလိုက်စိန်6ဖြစ်ပြီးတော့ dress မှာလည်းကာဘွန်လည်းဖြစ်ပါတယ်။တင်ငေတာမှာတော့ NB ဖြစ်ပါတယ်ရှင်။အမျိုးသမီးများအထူးသဖြင့်တက်မိုးထားကြတဲ့စိန်ရင်းကမ္ဘာနေစဉ်သုံးပစ္စည်းတစ်ခုဖြစ်တဲ့ Karen မှာပါရှိရဲ့ Grab Graphite Kenneth ကတော့မြစ်တီပစ္စည်းနဲ့မှမရောတဲ့ကာဗွန်အဆင့်များပဲဖြစ်ကြပါလိမ့်ရှင်။တောင်မီးသွင်းတဲ့မီသေးတို့ကလည်းကာဗွန်အဆင့်များမဟုတ်ပြီလေ။ကာဗွန်အများဆုံးပါရှိသောပစ္စည်းဖြစ်ပါလိမ့်ရှင်။အထို့သောတောင်မီးသွင်းအကောင်စားများမှာတော့ကာဗွန်90%အထိပါရှိပါလိမ့်။ ကာဗွန်ကကျိစံနေပင်နေခြင်းအသက်ရှင်တန်ကြီးထွားတမလာစေဖို့အတွက်အရင်ခံပစ္စည်းတစ်ခုဖြစ်တာကြောင့်ဘယ်အစားစားဘယ်အဝတ်စားမှမဆိုကာဗွန်ပါရှိပါတယ်။ဥပမာတခြားထောပန်းနဲ့စားတဲ့ခုနေနဲ့အင်ဂျီလုံးကြီးစားတဲ့အရာတွေမှာလည်းကာဗွန်အရင်ခံပြီးတော့ဖြစ်လာကြတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ရှင်။ထိုကျင်းဒီကပားလေးတို့ဒီ58ရာခိုင်နှုန်းခန့်ပါဝင်သောအလုံးပေါ်များသောတွက်စင်တစ်ခုဖြစ်သည်။ထိုကျင်းဒီအတမ်းမှတ်စင်ခုရှိပြီးပြင်ပအီလက်ထရောလာတွင် ်ဤလက်ထုံငါလုံးရှိသည်နိုင်ထိုးခြင်းသည်အောက်ဆီဂျင်နှင့်တက်ပြုတ်ပြီးနိုင်ထိုးခြင်း outside NOx ကိုထုတ်ပေးနိုင်သည်ဤတက်ပြုတ်မှုသည်လောင်ကျွဲခြင်းဖြစ်စဉ်များတွင်ဖြစ်ပေါ်ပြီးဒေသူညင်ညာမှုကိုဖြစ်စေနိုင်သည်အယောင်နှင့်အနက်နိုင်ထိုးခြင်းတံငွေသည်အယောင်မဲ့အနက်မဲ့နှင့်ရာသားမဲ့ဖြစ်သည်နိုင်ထိုးခြင်းပါဝင်သောထွက်ပေါက်များကိုပေါက်ကွဲစေတတ်သောပစ္စည်းများဥပမာတည်ရည်တွင်အသုံးပြုသည်နိုင်ထိုးခြင်းကိုအေးခံစနစ်များတမ်းနီထုတ်လို့ရှင်သည်အခြားဆက်မှုလုပ်ငန်းများတွင်အသုံးပြုသည် တိုက်တွန်းခြင်းပါဝင်သောသက်ပေါင်းများကိုစေဝါများစွာတွင်အသုံးပြုသည်။တည်ငြိမ်မှုနိုင်ဆုံးခြင်းမော်လီကျူအန်ကျူသည်အလုံးတည်ငြိမ်သည့်အပူချိန်မြင့်မားလျင်ပင်မဖြစ်စေနိုင်ပါ။တိုက်တွန်းခြင်းသည်ကျွန်ုပ်တို့၏ကပ္ပာကြီးအတွက်ရေးပါသောသက်ဆင်တစ်ခုဖြစ်ပြီးတက်ရှိများနှင့်ဆက်မှုလုပ်ငန်းများအတွက်မရှိမဖြစ်လိုအပ်သည်။ ခြင်းအောက်ဆီဂျင်ရဲ့အတန်မဲ့စင်မှာတော့ရှစ်ပဲဖြစ်ပါတယ်ရှင်။ဒွတ်စင်မှာတော့အောက်ဆီဂျင်ဖြစ်ပြီးတော့အင်္ဂလိပ်မီမှာတော့အောက်ဆီဂျင်ဖြစ်ပါတယ်ရှင်။တင်ဂီတာမှာတော့ O ဖြစ်ပါတယ်ရှင်။ဂွန်တတိမှာတော့အငွေ့ဖြစ်ပါတယ်ရှင်။အယံအဆင်းမရှိအနဲ့လည်းမရှိပါဘူးရှင်။ဒွတ်စင်လည်းကြားစရာမှာဆိုရင်တော့ဆာကူဂျင်ဖြစ်ပါတယ်ရှင်။တရှိတဘာတွေအတွက်ရေးပါပုံမှာဆိုရင်တော့ဆေးမြရောက်ရင်ညင်မော်ပြင်းနဲ့ရက်စင်ပြင်းတွေအလင်းနဲ့ဆာချက်တဲ့အခါမှာအောက်ဆီဂျင်ကအုတ်ချိုးနေနဲ့ထုတ်လုပ်ပေးပါတယ်ရှင်။ဒရွာတွေရဲ့သွားအယူနဲ့အခွန်တွေကို ဖွင့်စီထားတဲ့အင်ကအင်တဂဲနေမှာလည်းပါဝင်စွာတရှိခံရပါတယ်ရှင်။အောက်ဆီဂျင်ကရှုပ်ထွေးပွေတဲ့တက်ရှိအများဆုံးတက်ရှူရမှာအရေးပါတဲ့ဓာတ်ငွေဖြစ်ပါတယ်ရှင်။လူသားတို့အတွက်သုံးဝင်ပုံမှာဆိုရင်အောက်ဆီဂျင်ကိုတမနိပလတ်စတစ်ရဲ့ထဲလေးလှုပ်လှည့်နေရာတွေမှာနဲ့အာကဒယွင်းတွေအတွက်နှောင်စာဖြစ်နေနေပြီးတော့ရင်ငုတ်တင်မောတွေမှာဖြည်းသွားအတွက်အသက်ရှူဖို့အတွက်အတွက်လည်းအသုံးပြုကြပါတယ်ရှင်။ဆိုဂျိုနေငယ်ရှိပါတယ်အောက်ဆီဂျင်ဟာ hydrogen လိုမျိုး မိမလောင်ပါဘူးဒါပေမဲ့လည်းမိလောင်မှုကိုတော့အပေးပါရရှင် flowing ကအတက်မက်ဆင်ကိုဖြစ်ပြီးတော့ dressing မှာလည်း flowing ဖြစ်ပါတယ်ရှင်။တင်ကြီးတက်မှာတော့ apple ဖြစ်ပါတယ်ရှင်။တတ်တူမဟုတ်တဲ့ dressing ဖြစ်ပြီးတော့ dressing လက်ကျစရာမှာကတော့ period period တူပဲဖြစ်ပါပဲ။ဒီဘိုင်းဆိုင်ရာကုန်သတ္တိမှာတော့ orange ဖြစ်ပါတယ်ရှင်။ atom chain ဆိုရင်တော့ molecule chain မှာတရှိကြတဲ့ flowing တွေကိုလျှက်စစ်ဖို့ ရှူစီထုတ်လုပ်တဲ့နေရာရယ်ပလတ်စတစ်ပုံဖော်တဲ့နေရာမှာလည်းအသုံးပြုကြပါရရှင်။ဖိုရင်းကိုအဓိကအနေနဲ့အရိုးရင်းချင်းစီထိန်းသိမ်းတဲ့နေရာမှာဒီကအသုံးပြုကြပါရစေ။ဒီကလို့ဖိုရင်းကိုတနည်းနဲ့ချိန်သွားတဲ့စီအနေနဲ့အသုံးပြုမယ်ဆိုရင်သွားယူရင်းပစ္စည်းမျိုးကောက်ွက်နိုင်ပါတယ်။တင်းရအရင်များသွားတဲ့အခါဖိုရင်းတန်ငွေတွေကတည်စနေတာမလို့အဲ့ဒီတန်ငွေတွေကအန်တရာယ်ရှိနိုင်ပါတယ်။နေရာနေတဲ့အခါမှာလည်းမျိုးလုံးနဲ့နှကောင်းတွေကိုချိန်ဆက်စီနိုင်ပါရှင့်။ဖိုရင်းကမျိုးစီတော်ရဲမှာတရှိပြီးတော့အပင်မှာစုလို့မတတ်ပါတယ်။ ။မြစ်စုပိုင်းမှာတွေ့ရတဲ့ flow ရဲ့အမျိုးအစားပမာဏနဲ့မြစ်စုလိုအမျိုးအစားအပင်မျိုးစားရဲ့ပုံမူတည်ပြီးတော့ပမာဏအနည်းငယ်ပေါ်ချနေပါတယ်။ place နဲ့ရာ flowing ကြီးရဲ့အပင်မျိုးစသုံးလိုက်တဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်ရဲ့မှာပြင်အားချင်းမရဲ့ flowing တွေကိုထူဆောင်မိလာနိုင်ပါတယ်။အရင်ဆုံး flowing တွေကအရိုးတွေမှာတော်ပြီးစုပုံလာတာမဟုတ်လို့ flowing flowing ပြင်အားတွေအများများသွားလာ။အများများသွားတဲ့အခါမှာတော့ weight ပစ္စည်းတွေကိုတွေ့ရှိရမှာဖြစ်ပါတယ်ရှင်။ နီယိုနီယိုမက်ဆင်မာတဆင်ဖြစ်ပြီးတော့တွက်ဆင်မာနီယိုဖြစ်ပါတယ်ရှင်အင်္ဂလိပ်နီမာနီယိုဖြစ်ပြီးတော့တင်ငေကြမှာအန်ဖြစ်ပါတယ်ရှင်တို့ပိုင်ဆိုင်ယာဂုံတတိမာအငွေဖြစ်ပါတယ်ရှင်တမန်လီတို့ပြာပူချိန်အောက်မှာဆိုရင်အယောင်အစင်းကင်းမဲ့ပါတယ်ရှင် ။နီယွန်သုံးဝင်ပုံနီယွန်ကလိမ္မနီယောင်ထုတ်ပေးတာကြောင့်မလို့ခံကြောင်းတွေမှာအသုံးပြုပါတယ်ရှင်။နီယွန်အကြောင်းတချို့အကြတော့နီယွန်ကဟိုက်ဒရိုဂျင်၊ဟီလီယမ်၊အောက်ဆီဂျင်၊ကာဗွန်ပြီးရင်ဆက်ကြဝရမှာပြည့်စမမြောက်အပေါ်ကျွဲဆုံးကျက်စင်ဖြစ်ပါတယ်ရှင်။ကမ္ဘာပြေပေါ်မှာအင်မတန်ချပါပြီးလေထပ်ပေါ်ပါပါတယ်ရှင်။